မင်္ဂလာညချမ်းပါခင်ဗျာနေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုအစည်းအဝေးဌာနမှာ2025ခုနှစ်ဧပြီလ28ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ခင်ဗျာဒီကနေ့ညနေ6:00နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးပူချိန်များမှာနေပြည်တော်မှာ39ဒီဂရီဆဲစီယက်၁၀၂ဒီဂရီရန်ကုန်မြို့မှာ38ဒီဂရီဆဲစီယက်၁၀၀ဒီဂရီဖာရင်ဟိုက်နဲ့မန္တလေးမြို့မှာ58ဒီဂရီဆဲစီယက်၁၀၆ဒီဂရီဖာရင်ဟိုက်တို့ဖြစ်ကြပါတယ် ဒီကနေ့ညနေ6:00နာရီခွဲမိုးလေဝသဂျိုးတုမှဖမ်းရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အောင်တောင်ပိုင်းတို့မှာတိမ်ထုတ်ထက်နေပြီးကြံဘင်္ဂလားပင်လယ်အောင်မှာတိမ်အနည်းငယ်မှာတိမ်အထင်အထင်ဖြစ်တော့နေပါတယ်မြန်မာနိုင်ငံပေါ်မှာတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းမန္တလေးတိုင်းဒေသကြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီးရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရနေရာတလျှောက်မှာ မိုးရွာသုံးချက်နဲ့အတူလေပြင်းတက်ခတ်ခြင်း၊မုတ်တက်ချုံခြင်း၊မိုးချုပ်ပစ်ခြင်း၊လျှက်ဆေးလက်ခြင်းနဲ့မိုးတိကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့တည်ရင်တက်တက်မှာတင်တူထက်နေပါတယ်။မြမပင်လေပြင်းမှာလိုင်းနှင်းငယ်မှာလိုင်းအသင့်တင်ရှိပါမယ်။လိုင်းမြင့်မှာမြမကန်ရန်တစ်လျှောက်နဲ့ကန်းလုံးပင်လေပြင်းတို့မှာလေးပေမှာခုနှစ်ပေခန့်ရှိနေပါတယ်။ မနှက်ပြန်မွန်တက်ချိန်ထိခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းတောင်ပိုင်းနေပြည်တော်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံပြားမန္တလေးတိုင်းဒေသကြီးကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့အေရဝတီတိုင်းဒေသကြီးတို့မှာနေရာဆက်ဆက်ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာကျကျနဲ့ချင်းပြည်နယ်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့မှာ နေရွက်ကြားမိုးတက်ကြောင်ရပြီးနေပြည်တော်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရွက်ပြီးမိုးကျင်နေပါတယ်။နေပြည်တော်နဲ့ဤတော်ဝိုင်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရွက်ကြားမိုးတက်ကြောင်ရွာပါမယ်။အမြင့်ဆုံးမှုချိန်မှာ39ဒီဂရီဆဲလ်စီယက်၊100ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးမှုချိန်မှာ29ဒီဂရီဆဲလ်စီယက်84ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။ရန်ကုန်မြို့နယ်နေတဝိုင်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာလေနေရွက်ကြားမိုးတက်ကြောင်ရွာပါမယ်။အမြင့်ဆုံးမှုချိန်မှာ 38ဒီဂရီဆဲဆီယက်100ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပုံချိန်မှာ25ဒီဂရီဆဲဆီယက်89ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်နေတဝိုင်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခံမှန်းချက်မှာလည်းနေရွက်ကြားမိုးတက်ချောင်းကြွားပါမယ်။အနည်းဆုံးပုံချိန်မှာ57ဒီဂရီဆဲဆီယက်106ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပုံချိန်မှာ29ဒီဂရီဆဲဆီယက်84ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။နောက်နေ့ရက်အတွက်ခံမှန်းချက်ကတော့ ကချင်ပြည်နယ်စကမ်းတိုင်းဒေသကြီးထပ်ပိုင်းရှမ်းပြည်နယ်နေပြည်တော်ကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးရှမ်းကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာဆက်ဆိုင်မှာနေရာအနှံပြမော်တေချုံရွာပါမယ်အချိန်ကမဟုတ်မိုးရွာနိုင်မြေတတိပိတ်ချက်ဒီကနေ့မြန်မာစံတော်ချိန်ဆက်ခွန်30နာရီချိန်တိုင်းထွာချက်များရာအနောက်ဘက်မှာရွှေလျားလာတဲ့လေပွေလိုင်းများရဲ့အရှိန်ကြောင့်၎င်းအရှိတ်ဘက်မှာရွှေလျားလာတဲ့လေပွေလိုင်းများရဲ့အရှိန်ကြောင့်၎င်း ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှလင်းလွင်းများနဲ့တရုတ်ပြည်မှာကြီးပေါ်ရှိလေပြင်းအားချင်းရောင်းဝန်ဒေသမှာရွေလျားလာတဲ့လေအင်းများတွေ့ဆုံမှုကြောင့်၎င်းအပူပြန်တတ်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့်၎င်းဒီကနေ့ညနေမှ၄ရက်၅လ2025ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရော်တီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ် မွန်ပြည်နယ်ရှခိုင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစစ်စိတ်မှနေရာအနှံပြမုတ်တချုံရပြီးအချို့ဒေသများမှာဒေသလိုက်နဲ့နေရာကွက်၍မုန်းကျင်နေပါတယ်။အကြံပြုချက်ဒုပြစ်ပါ၍ပြည်သူများအနေဖြင့်အချိန်ကာမဟုတ်မိုးရခြင်းနဲ့အတူလေပြင်းများတက်ခတ်ခြင်းမုတ်တချုံခြင်းမိုးချုပ်ပစ်ခြင်းလျှက်စစ်လက်ခြင်းမိုးသေးကြွေခြင်းနဲ့မြေပြိုခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နေမှာသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့ ရိုးလေဝသတရင်များပဲဖြစ်ပါတယ်ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေခင်ဗျာ